ညကဆယ်ကောအနိုင်ရင်ချန်ပီယံလီဗာပူးကို live fight တော်မယ်အာဆင်နယ်အလုံးမင်းလာမြောင်း digital sport ကနေပြန်လေးဆိုလိုက်ပါရင်အာဆင်နယ်အသင်းတော်ချန်ပီယံလီလီဗာပူးကိုဒုက္ခပေးဖို့ဆိုရင်ရင်းနှီးလောင်းထားတဲ့အသင်းကိုအနိုင်ယူဖို့တော်လိုပါရင်ညကဆယ်အသင်းကရင်းနှီးလောင်းထားတာဖြစ်ပြီးအခုနောက်ပိုင်းနှစ်တွေမှာအရန်ကိုကောင်းမွန်လာတဲ့အသင်းအသင်းပဲဖြစ်ပါရင်ညပြ area လက်ထက်မှာအသင်းရဲ့ကစားပေါ်ကကျင်းလာခဲ့တယ်လို့ premier league မှာချန်ချန်တန်းဆော့ကစားတဲ့တဲ့အသင်းအသင်းဖြစ်ပါရင်ဒါပေါ်ညပြ arena ရဲ့အာဆင်နယ်တို့အင်စာကောင်းကောင်းလှုပ်လာဖို့မျှော်လင့်ရတယ်လို့ဒီဘက်မှာအနိုင်ယူပြီးချန်ပီယံလီဗာပူးနဲ့အမှတ်မကွာအောင်ဆွမ်းဆောင်ရမှာလည်းဖြစ်ပါရင် နံပါတ်1ဖြစ်နေတဲ့လီဗာပူးဟာဒုတိယလိုဖြစ်နေတဲ့အာဆင်နယ်အသင်းကိုပွဲစဉ်ကအပြီး၅မှတ်တောင်အမှတ်ဖြတ်ထားတာပေါ့ဒါကြောင့်အာဒီဒါရဲ့အာဆင်နယ်အသင်းအဒီဟောက်ရဲ့နျူကာဆယ်ကိုတော့ပြပြတသားအနိုင်ရဖို့အတွက်လိုအပ်ပါတယ်နျူကာဆယ်အသင်းကိုကြည့်ရမယ်ဆိုရင်အသင်းအဓိကတိုက်စစ်ဖြစ်တဲ့ asset ကလီဗာပူးအသင်းကိုစနေပြောင်းရွှေ့ခြင်းနဲ့ပြောင်းရွှေ့သွားခဲ့ပြီးတဲ့နောက်ပိုင်းတိုက်စစ်ကလုံးမဖြစ်တာကိုမြင်တွေ့ရပါတယ်ဘရန်ဖို့အသင်းကတော့ဝေဆာကိုခေါ်ထားခဲ့ပေမဲ့ကစားသမားက တရားကြောင့်ပွဲထက်ကစားနိုင်ခြင်းမရှိသေးပါဘူး။အာဆင်နယ်တင်းကလည်းတရားရနေတဲ့ကစားမတွေရှိပေမဲ့အသစ်ခေါ်ယူထားတဲ့ကစားမတွေကြောင့်လီပေါင်းစုံကိုခက်ခဲမရှိအနိုင်ရအောင်ဆွမ်းဆောင်ထားပြီးပုံစံကောင်းပြသထားတာဖြစ်ပါရင်ပြင်းပြနေ၅ပွဲကစားပြီးချိန်မှာအာဆင်နယ်တင်းက၃ပွဲနိုင်တဲ့တွေတွေတွေရှုံးနေမပေးစရာအဆင့်နှစ်နေရာမှာရောက်ရှိနေပြီးပြန်မဲ့နီယူကာဆယ်အတင်းကတော့၅ပွဲကစားပြီးချိန်မှာတွေတွေနိုင်ချပြီး၃ပွဲတွေတွေရှုံးအဆင့်၃ကိုရောက်ရှိနေရပြီဖြစ်ပါရင်မပေးစရာအဆင့်နေထားမှလည်းအများဟသောကွာဟနေပြီးအာဆင်နယ်အတင်းအနေနဲ့ချန်ပီယံလီဘာပူးကိုအမိလိုက်နိုင်ဖို့ဆိုရင်တော့ဒီတစ်ပတ်မှာနီယူကာဆယ်အတင်းမျိုးကိုအနိုင်ကစားသွားတော့မှာဖြစ်ပါရင်အားလုံးကိုကျေးဇူးတင်ပါတယ်